အကြံဖက်မစ်အွန်လိုင်းနဲ့တရုတ်အထူးကိုယ်စားလှယ်တို့နေပြည်တော်မှာတွေ့ဆုံပြီးမှာပဲမူဆယ်မြို့မှာမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့အကြံဖက်စစ်ကောင်စီတပ်အကြတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မူဆယ်ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။အော်ဂလာရှေ့အနေဖြစ်တဲ့မနေ့ကပဲနေပြည်တော်မှာတရုတ်နိုင်ငံရဲ့အာရှရေးရာအထူးကိုယ်စားလှယ်နဲ့အကြံဖက်မစ်အွန်လိုင်းတို့တွေ့ဆုံခဲ့ကြပြီးနိုင်ငံနယ်ဆက်ရေးရာကိစ္စတွေနယ်ဆက်တည်ငြိမ်ရေးအပါအဝင်ကြားဖြတ်ငွေလိမ်ဂိုင်းကိစ္စတွေနဲ့ မြန်မာနိုင်ငံကရွေးကောက်ပွဲလုပ်မယ်အခြေအနေဒွေကိုပါထဲ့သွင်းဆွေးနွေးခဲ့ကြတယ်ဆိုပြီးစေကောင်စီကသတင်းထုတ်ပြန်ထားပါသေးတယ်။ဒါပေမဲ့တစ်ဖက်မှာတော့အဲ့ဒီလိုအကြမ်းဖက်မင်းအောင်လိုင်းနဲ့တရုတ်အထုကိုယ်စားလှယ်တို့နေပြည်တော်မှာတွေ့ဆုံအပြီးမှာပဲ။မူဆယ်မြို့မှာမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့စစ်ကောင်စီတပ်အကြားမနေ့ကည၈နာရီခွဲလောက်မှာတင်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့မူဆယ်မြို့ဒေသခံပြည်သူတွေကပြောထားပါတယ်။လက်တလုံးမှာတော့မူဆယ်မြို့မှာမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကနေ အရှင်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုဘုံမှုချုပ်စိုးလိုက်ဆိုတဲ့သူကိုလက်နက်ချဖို့ကန့်လန့်ထားတယ်ဆိုတဲ့သတင်းတွေလည်းပြည်သူတွေကြားမှာကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေပြီးမူဆယ်ဒေသခံပြည်သူတွေကတော့တရုတ်ပြည်ဘက်ကနီးလန်းမျိုးစုံနဲ့စစ်ရှောင်နိုင်မှုဂျိုးပန်းဓာတ်တွေရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကနေပြည်တော်ကပီဒီအက်တွေနဲ့လက်နက်ခဲယမ်းတွေဝင်ရောက်မှုမရှိအောင်သူ့လက်အောက်ခံဌာနပေါင်းစုံကအဖွဲ့ဝင်23ဦးပါတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးကိုကက်စစ်စင်နေပြန်တယ်လို့နေပြည်တော်ကောင်စီတရင်ရှိမြစ်ကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ် အဲ့ဒီ23ဥပအထုအဖွဲ့ကိုအချမ်းဖတ်စကောက်စီရဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌမြို့တော်ဝန်ဒုဗိုလ်ချုပ်ကြီးဟောင်းတန်ထွန်ဥဆိုသူကအဖွဲ့ခေါင်းဆောင်အဖြစ်ဥဆောင်ပြီးဗိုလ်မကြီးရဲမိုးဇေယလက်ခင်မောင်ဆက်ရဲမိုးကြီးဇော်မင်းဥဒုဗိုလ်မှူးကြီးဇေယမင်းအပါဝင်စကောက်စီရဲ့ဌာနပေါင်းစုံကအဖွဲ့ဝင်စုစုပေါင်း23ဥပါဝင်နေဆိုပါတယ်အဲ့ဒီအဖွဲ့တွေကနေဇော်လလ18ရက်နေ့ကစပြီးနေပြည်တော်အတွင်းကို PDF တပ်ဖွဲ့တွေနဲ့လက်နက်ခဲယမ်းတွေဝင်ရောက်မှုမရှိအောင်ကိုကဲစစ်ဆေးနေကြပြန်ပြီးအဲ့ဒီလိုစစ်ဆေးတဲ့နေရာမှာလေ နေရာနဲ့အချိန်ကိုပုံသေးတတ်မှတ်ထားတာမျိုးမရှိပဲရှောင်းတခင်စစ်ဆေးတဲ့သဘောမျိုးဖြစ်တယ်လို့နေပြီးတော့ကောင်းစီတည်င်းရှင်းမြစ်ကရှင်ကုန်ခစ်တဲ့ကိုပြောထားပါလေတစ်ဖက်မှာလေမိရထားတွေဘောကနေတစ်စက် နေပြီးတော့ဒက်ကိုပြည်ကျတက်ဖွဲ့တွေဝင်ရောက်လာမဲ့လမ်းကြောင်းတွေကိုလည်းနေပြီးတော့ရဲနဲ့ထွေအုပ်တွေကမိရထားဝန်ထမ်းတွေနဲ့စစ်ဆေးကြက်မှတ်ရေးကော်မတီကိုဖွဲ့စည်းထားပြန်တဲ့အပြင်အဲဒီကနေပါစစ်ဆေးမှုတွေလုပ်ဖို့ပြင်နေကြပြန်တယ်လို့နေပြီးတော့ကောင်းစီတည်င်းရှင်းမြစ်ကပြောထားပါလေခင်ဗျစံတီရဲရင်ကို ဒရုန်းနဲ့ဘုံကျဲမှုပြစ်စင်အတွင်းစေကောင်းစီဘက်ကအရာရှိအပါဝင်ခေါ်နံဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်ရဟယီမှုနဲ့စစ်ကောင်းစီဝင်း16ဦးကဒဏ်ရာတွေရသွားကြတယ်လို့အမျိုးသားညီညွတ်အစိုးရ MG ကာကွယ်ဝင်ကြီးဌာနကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ကစကိုင်းတိုင်းမှာရှိတဲ့ပင်လယ်ဘူးမြို့မှာအချက်ပတ်စစ်ကောင်းစီတပ်က MI17 ထောက်ပို့ရဟယီနဲ့မြေပြင်မှာပစ္စည်းချတာတွေသူတို့ရဲ့ဒဏ်ရာရစစ်သားတွေကိုလာတဲ့တာတွေလုပ်နေတဲ့အချိန် တော်လန်ရေးတက်တွေဘက်ကအမတ်တစ်စစ်တေသကိုကဲမှုနဲ့စကိုင်းတိုင်း drone လက်ယုံတက်ဖွဲ့ကနေ drone နဲ့ပုံချဲတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်မြေပြင်မှာရှိနေတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်အမိပိုက်နဲ့လူတင်နေတဲ့နေရာကို drone ပုံထိမှန်သွားပြီးစစ်ကောင်စီရဲ့ဘလူးစစ်ကြောင်းဆိုတဲ့အထက်ကအရာရှိအပါဝင်စစ်သား9ဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုသွေကုန်ကြတဲ့အပြင်ရဟယင်မှုတဦးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကတော့အသေးသေးဒဏ်ရာတွေရသွားယုံနေမှာကအဲ့ဒီစစ်ကောင်စီရဲ့ထောက်ပို့ရဟယင်လဲ ထိကြိုက်ပျက်စီးမှုတွေရှိသွားတယ်လို့မြို့သားညီညွတ်အစိုးရ MG ကာဝေးဝန်ကြီးဌာနကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ပင်လုံမြို့ အနီးမှာရှိတဲ့ SSPP SSA တပ်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံကျဲချသွားတယ်လို့ SSPP SSA ရဲ့တော်လန်ရဲ့တရင်ရေးမိကရန်ကုန်ခေတ္တကိုပြောပါတယ်ပေါကလာခေါနေရနေ့ညနေပိုင်းကပဲ ပင်လုံမြို့နီကရှမ်းပြည်ဒုတရေးပါတီရှမ်းပြည်တမတော် SSPP SSA တစကန်ရှိတဲ့နေရာကိုအချမ်းပတ်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့လာပြီးပေါင်900ဘုံးကိုကျဲချသွားတယ်ဆိုပါလေအဲ့ဒီ SSPP SSA ရှိတဲ့နေရာမှာကဘာတိုက်ပွဲမှမရှိပဲအချမ်းပတ်စစ်ကောင်စီကတမင်တကာရည်ရွယ်ချက်ရှိရှိဘုံးလာကျဲတာဖြစ်တယ်လို့ထိခိုက်မှုတော့မရှိပေမဲ့ဒါကရန်စမှုလို့လည်းပြောလို့ရတယ်လို့ SSPP SSA ရဲ့တော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ် လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြီးအကျယ်စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာရှမ်းပြည်နယ်တောင်ပိုင်းက SSPP SSA တပ်တွေကိုပါရန်စမှုတွေလှုပ်လာပြီးလက်တော်မှာလည်းရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်မြို့နယ်မှာပို့မျိုးသားလွတ်မြောက်ရေးတပ်မတော် PNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲတွေတကြော့ပြန်ဖြစ်ပွားနေတယ်လို့အထိနာနေတဲ့စစ်ကောင်စီတပ်ဟာ PNL နဲ့မဟာမိတ်ဖြစ်တဲ့ SSPP SSA တပ်တွေကိုပါတိုက်ခိုက်လာတဲ့အခြေအနေဖြစ်တယ်လို့လဲတော်လန်ရစ်တရင်ရှင်မြစ်ကပြောထားပါလိမ့်မယ် အခုတခါရခိုင်ပြည်နယ်ဘက်မှာတော့မောင်တော်မြို့နယ်မှာအချက်ဖက်စစ်ကောင်စီကလူသားတိုင်းဖြစ်ဖန်စီထားတဲ့ရိုဟင်ဂျာတွေကိုအရခတ်တော်အေအေကနေအချိန်မီကဲထုတ်ပေးခဲ့တယ်လို့အရခတ်တော်အေအေကဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမောင်တော်မြို့ထဲမှာပိတ်မိနေတဲ့ရိုဟင်ဂျာတွေကိုအချက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်လက်အောက်ခံမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကဘေးကင်းရာကိုပေးမတော်ပဲလူသားတိုင်းဖြစ်ဒဇာကန်ဖန်စီခေါ်ယူထားတယ်ဆိုပါတယ်။အဲ့ဒီလို့ အချမ်းဖက်စကောင်းစီဘက်ကလူသားတိုင်းဖြစ်ဖန်စီခေါ်ယူထားတဲ့ရိုဟင်ဂျာတွေတဲကလတ်သားခြေရွာနေရိုဟင်ဂျာတွေကိုအောက်ကလခေါနေနေကပဲအရခတ်တတော်အေကနေအချိန်မီကဲထုတ်ပေးခဲ့ပြီးဘေကင်းရနေရာကိုပြောင်းရွှေ့နေထိုင်မှုစီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့အရခတ်တတော်အေကရုတ်တန့်ဖိုင်နယ်တကွာတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါစီးပွားရေးသတင်းပတ်မှာတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်9800ကျော်တဲ့အထိစံချိန်ချိုးမြင့်တက်သွားပြန်ပြီး မြန်မာကျောင်းဝေးတံပိုးတွေအရှိန်ဟုန်နဲ့ထိုးချနေမှုကပြည်တွင်းစီးပွားရေးတစ်ခုလုံးကိုဂရက်ဆိုးတွေရိုက်ခတ်နေပြီလို့ရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကပြောပါတယ်။အခုလရှေ့အနေဖြစ်တဲ့မနေ့ကပဲပြည်တွင်းမှာမြန်မာကျောင်းဝေးတံပိုးဟာစံချိန်တင်ထိုးချနေတဲ့အခြေအနေကိုရောက်သွားပြီ။အမေရိကန်ဒေါ်လာကိုငွေကျပ်9,900ကျော်တဲ့အထိမြင့်တက်သွားခဲ့တယ်ဆိုပါတယ်။အဲဒီလိုမနေ့ကတည်းကကျောင်းဝေးတံပိုးတွေတဟုန်တို့ကျဆင်းသွားတဲ့အတွက်သွင်းကုန်တွေရဲ့ဈေးနှုန်းတွေဟာမတိမငြိမ်ဖြစ်ပြီး တွင်းကုန်တွေလဲထမှန်တင်သွင်းမှုအခက်ခဲတွေဖြစ်နေသလိုအခုလိုဒေါ်လာဈေးတွေကအချိန်ဟုန်နဲ့အပြောင်းအလဲတွေဖြစ်ပြီးတဟုန်တို့မြင့်တက်နေတဲ့အတွက်တွင်းကုန်တွေဟာဒေါ်လာဈေးနဲ့လိုက်ပြီးတွင်းနေရတာဖြစ်တာကြောင့်ဒေါ်လာဈေးမြင့်လေပြည်သူတွေကကုန်စည်တွေကိုဈေးကြီးပေးစားရမယ့်သဘောဖြစ်သွားပြီလို့ UMSCCI အဖွဲ့ဝင်စီးပွားရေးသမားတို့ကရှင်းပြထားပါတယ်လက်ရှိမြန်မာကျပ်ငွေဟာအင်းဒီနိုင်ငံတွေရဲ့ငွေကြေးနဲ့နှိုင်းရှင်ရင်တော့စန့်ကျင်တင်ထိုးကြနေတဲ့အတွက်ပြည်တွင်းစီးပွားရေးတစ်ခုလုံးကိုပါကြရဆုပ်ရိုက်ခတ်နေပြီလို့ ်လုံးစီးပွားရေးအတိုင်းဝိုင်းကပျော့ထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ